သူကိုယ်တိုင်ပိတ်မိနေတဲ့တွင်ကြီးတစ်ခုကနေအပြင်ကိုထွက်ဖို့ကြိုးစားတဲ့အခါမှောင်မင်းနေတဲ့အနာကတ်တွေကြားမှာအသက်ရှင်ဖို့ကြိုးစားနေတဲ့ဒီကောင်မလေးကတော့ကြီးကြီးမားမားဒဏ်ရာတစ်ခုကိုသူ့ရဲ့ခြေထောက်နားမှာရရှိခဲ့ပါတယ်။ဒီဒဏ်ရာကြောင့်ပဲသူ့တကိုယ်လုံးကျင်းမွားလို့နင်းနေဖြစ်နေပြီလို့ထင်ခဲ့တာကြောင့်ခြေထောက်နားမှာပတ်ထားတဲ့ပတ်တီးတွေကိုဒစစီဖြည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ခြေထောက်ပက်လင်မှာဝိုင်းနေတဲ့အပြာရောင်ပိုးကောင်တွေကိုတွေ့လိုက်ရပါတယ်။ဒီပိုးကောင်တွေကိုတော့အမြော့လိုမျိုးသွေးဆိုးတတ်တဲ့ကဘာကောင်တွေလို့ရာထင်ပြီးအတင်းတိုးတိုးနေခဲ့ပေမဲ့ သူအပြာရောင်ပိုးကောင်လေးတွေဖယ်လိုက်တဲ့နေရာဟာဘာအနာမှမရှိတော့ဘဲအကောင်အတိုင်းရှိနေပြီဆိုတာကိုတွေ့လိုက်ရပါတယ်။တချို့တော့အရာတွေကကိုပင်းနာကိုစိတ်အနှောက်ရှက်ဖြစ်အောင်ရောက်လာခဲ့တဲ့ဆိုရင်တောင်သူတို့တွေကပဲကိုယ့်ရဲ့ဇန်ယာတွေကိုအကောင်းဆုံးကုစားပေးတတ်တာမို့ရောက်လာတဲ့သူမန္တမများကိုလေ့လာကြည့်ဖို့လိုအပ်ပါလိမ့်မရှင်။အဲ့ဒီနောက်မှာတော့သူရဲ့နားနေတဲ့လမောင်းနေရာကိုအပြာရောင်ပိုးကောင်လေးတွေကပ်ပေးပြီးအချိန်တော်တန်ချက်အောင်ကုသပေးလိုက်တဲ့အခါမှာတော့သူရဲ့ခေဆုံးအထိခံစားနေရတဲ့ ဝေဒနာတွေကလည်းလုံးဝပျောက်ကင်းသွားခဲ့ပါပြီ။ဒါကြောင့်ဒီအတွင်းနဲ့ကြီးကနေရုံးထွက်နိုင်ဖို့သူ့မှာရှိတဲ့အင်ကြီးစားကိုဖျဲပြီးအာခုံသုံးကအပေါ်တို့ရောက်အောင်စူးစမ်းတက်ခဲ့ပါတော့တယ်။သူ့ရဲ့စူးစမ်းမှုဟာတာမန်အမျိုးသမီးတယောက်အထွတ်ဆိုရင်တော့ဘလို့မှမလွယ်ကူခဲ့ပေမဲ့လည်းသူ့အတွက်ကတော့အာချုံမှန်တက်စူးစမ်းနေရတာနဲ့အောက်ကိုပြုတ်ကြမလို့ဖြစ်ခဲ့ရပါတယ်။သူ့အောက်ကိုတစ်ချက်ပြုတ်ကြတာနဲ့အောက်ကနေပါဇက်ဟပြီးစားမလို့ကြံနေတဲ့တရဝါကြီးကလည်းရှိသေးတာကြောင့်သူ့ဟာအသက်နဲ့ဂျင်းပြီး ၆ကဘာရဲ့အပေါ်ရောက်အောင်ကြိုးစားနေခဲ့ရပါတော့တယ်။မချပါဘူး။အပေါ်ရောက်တဲ့အခါမှာတော့ဒီကြောက်စီရအန်ဒီရဲ့ကြားကလွတ်ပြေလို့ထင်ခဲ့ပေမဲ့လည်းငှဆိုးကြီးတကောင်ကဆောင်းလို့နေခဲ့ပါသေးတယ်။ဒါပေမဲ့လည်းကံကောင်းစွာနဲ့တွင်းလစ်တွင်းမှာခေါလုံခွင့်ရရှိခဲ့ပြီးဒီငှဆိုးကြီးရဲ့လက်ကလွတ်ဖို့ဆိုရင်တော့အထုတ်ကောင်မှတတိကောင်းနေမှရတယ်လို့ကိုဖြစ်နေခဲ့ပါပြီ။တကယ်တမ်းမှကြတော့ကျမတို့ရဲ့နေဆင်ဘဝမှာလဲဘဲဘဲပဲတွားတွားကျမတို့ကိုစောင့်မျှော်နေတဲ့ချင်းချောင်းမှုတွေပြဿနာတွေကရှိနေတာမို့ နည်းနည်းလေးမှမတုံလို့ပဲခရူးတစ်ဆက်ဖြတ်တန်းနိုင်မဲဆိုတကက်ပန်းနိုင်ကိုရောက်ပါလိမ့်မယ်ရှင်ဆိုတော့ပြည်သက်ကြီးတို့လည်းအကောင်းဆုံးစူးစမ်းပြီးရှေ့ဆက်ကြရအောင်ပါနော်